guys ဒါတော့မြန်မာ village ဟာဝန်ဗီဒီယိုပဲဖြစ်ပါမြာအဲဒီအိမ်မျိုးဘလို့စောက်ခဲ့လေးဆိုတော့တစ်ချက်သွားပြီးတော့ပြန်ကြည့်ကြမယ်ကျွန်တော်တို့အိမ်မစောက်ခင်မှာရုံဆုံးကျွန်တော်လန်ခင်မယ်ပေါ့နော်ဒီကျွန်တော်ရဲ့ဒီကံပပတ်လေးကိုကျွန်တော်လန်ခင်မယ်ကျွန်တော်တို့ map ကိုလည်း group ဒီ intro မှာမြင်တဲ့အတိုင်းပဲပေါ့နော်အဝိုင်းရောမှာအလဲမှာအဝိုင်းကြီးကန်နေအဲ့ပြီးမှမှာကျွန်တော်ရွာသိမ်းမယ်ပေါ့နော် ပြီးတော့ကျွန်တော်ခင်းထားတဲ့လမ်းရင်ပြီးမှာပဲကျွန်တော်တို့ဒီလိုမျိုးအဲဘလိုမျိုးအကာလေးလိုက်ထည့်မှာပေါ့နော် အကာလေးလိုက်ထည့်တဲ့နေရာမှာလဲကျွန်တော်တို့တအားကြီးတစ်ခုနဲ့တစ်ခုတအားကြီးကက်ကက်ကြီးမဟုတ်ပဲနဲ့ဟိုစိတ်စိတ်ကြီးမဟုတ်ပဲနဲ့ဗျာတော့ကြားထဲမှာဒီလိုမျိုးချပြီးတော့ထည့်တာအဲပို့ပြီးတော့ကြည့်ကောင်းမယ်ဗျာပို့ပြီးတော့လဲဘလိုမျိုးတန်တန်ရှင်ရှင်လေးဖြစ်တယ်ဗျာဒီလားကျောအမ်ဒီအကာလေးတွေထည့်လို့ပြီးတော့ခါကြရင်ကျွန်တော်တို့ရဲ့လန်ခင်းရှင်လောက်ငန်းစင်အားဖြင့်ပြီးရောက်သွားရွေးချပါတယ်ခင်ဗျာ ဒါကတော့ပရမောက်ဆောင် email ဖြစ်ပါတယ်ခင်ဗျာပရမောက်ဆောင် email ကျွန်တော်တို့ share ဆီကိုရင်ခတ်တယ်ပေါ့နော် share ဆီကိုဖက်ပြီးတဲ့အခါကျရင်ကျွန်တော်တို့အိမ်ဆောက်ဖို့တတိအိမ်တိုင်းလေးတွေပေါ့နော် အရင်ထောင်နေနောက်ဒီခါကျတော့လေကားပေါ့နော်ဒီလေကားကိုလည်းဒီညမာပုံစံနဲ့တူအောင်ကျွန်တော်လုပ်ချေပြီးတော့ကျွန်တော်ရေးဒီခေါင်မိုးတွေကျွန်တော်ဒီပဒင်ပေါက်တွေအားစအဲကျွန်တော်ဒီညမာပုံစံနဲ့တူအောင်လို့ဒီညမာအင်းကြီးပုံစံတူအောင်လို့ကျွန်တော်အဲဘယ်လိုမျိုးအတတ်နိုင်ဆုံးကျွန်တော်တူအောင်လုပ်ထားသေးရပါဗျာပြီးတော့ဒီမှာဆိုရင်လည်းကျွန်တော်ဖျားကြောင်းဆောင်ပါမယ်ပေါ့နော်ဖျားကြောင်းဆောင်ပါမယ်ပြီးတော့အထဲမှာဆိုရင်လည်းကျွန်တော်တို့အသေးစိတ်ကြကြကျွန်တော်လိုက်ပြီးတော့လုပ်တယ်ပေါ့နော် ပြီးတော့ကျွန်တော်အထင်မှာအသေးစိတ်လိုက်ထည့်မယ်အခုဆိုရင်ကျွန်တော်ရဲ့အပေါ်ထက်အခန်းနှခံလောက်နေရောက်ပါပြီဖြစ်ပါတယ်ဆိုတော့အထင်မှာတော့ပြည့်စီထားဖို့ဝယ်ကြတယ်ပေါ့နော်ဒီမောက်တော့ကျောင်းပတင်ပေါက်ဒီမှာရောလိုက်တာလေးလိုက်တတ်မယ်ပြီးတော့ကျောင်းဒီအပြင်ဘက်မှာမြေးလေးလိုက်ထားလိုက်မယ် ပြီးတော့ကျွန်တော်တို့အထဲပိုင်းကိုကျွန်တော်တို့အသေးစိတ်လိုက်ပြီးတော့ထပ်ထည့်အောင်ပဲပေါ့နော်အာဒီနားလေးကိုဒီလိုလိုက်မယ်ဒါဆိုရင်ကျွန်တော်အဲမပြုတ်ကြတော့ပေါ့နော်ပြီးတော့ကျွန်တော်ဖျားခန်းလုပ်မယ်ပေါ့နော် finally ဖျားခန်းလျားဆိုရင်ပြီးရောက်တော့ပါပြီ ဒါပေမဲ့ကျွန်တော်ဖျားထိုင်ရှိခုခုအတွက်အခင်းကြီးကြံခဲ့ပါတော့အခင်းခင်းလိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီအထဲမှာကျွန်တော်အလင်းရောက်ရရှိဖို့အတွက်ကျွန်တော်ဒီမြေလင်းလေးလိုက်ပြီးတော့ထည့်မယ်ပေါ့နော်အဲမြေရေလိုက်တတ်မယ်ပေါ့နော်မြေရေလိုက်တတ်မယ်ပြီးတော့ကျွန်တော်မြေရေလိုက်တတ်နေနေကျွန်တော်ဒီလိုမျိုးဘီဒီယိုပုံစံလေးတစ်ခုထားလိုက်တယ်ပေါ့နော် finally မြင်းလေးကျွန်တော်အကုန်လိုက်ထားလိုက်ပြီအဲဆိုတော့ကျွန်တော်အခန်းလေးပဲလူတော့ပြီပေါ့နော် ကျော်ပရမတ်တခံမှာကျော်အရင်ဆုံးကျော်မီလီယံကောင်းလို့ကျော်မြေရီတမေဒီတော့ကျွန်တော်အေးရအောင်ထားရပါတော့အေးရအောင်ထားပြီးတော့အေးရရဲ့ဘီနံပါတ်ကျွန်တော်တို့အမ်ဘီလိုလုံးလုံးမယ် ပြီးတော့ဒီဘက်ရှာမှာမောင်ကြီးလို့ကျွန်တော်ဒီနောက်မှလည်းမိငိတလုံးလောက်ထားလိုက်မှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီပထမခံပြီးတော့အဲဒီဆိုတော့ပထမဒုတိယခံသွားမယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ဗီဒီယိုတလုံးရင်ထားမယ်ပေါ့နော်ဗီဒီယိုထားပြီးတော့ကျွန်တော်အိယာထားရပါမယ်။အိယာကိုကျွန်တော်အာဒီနောက်ဗီဒီယိုထားသေးဘူးကျွန်တော်အဲဘယ်လိုမျိုး 哎，你那么查来没？你那么查来没？那我就开始在研究了。OK，就是你养的快递。比如讲，你那么塞几孔里弄，塞几孔里弄没？OK，就嘛塞几个孔。然后比比较讲，阿两样个种米太太来没？可以带出去，独立看的比较好。主要讲到的，哦，白羊龙的，哦，白羊啊，讲到的，第二步想查的，喏。 ပထမဆုံးအနေနဲ့ကျွန်တော်အကာအင်ကာမီပေါ့နော်ရိုးချောင်ဆိုတော့အဝူပတ်လို့မရဘူးတို့ငါဆိုတော့အကာအင်ကာမီပြီးတော့ကျွန်တော်ဒီလို window လေးဖောက်လိုက်မယ်ပြရကျွန်တော်ဒီညမှာကျွန်တော်ဖြတ်လိုက်ပြန်လိုက်လို့တာတော်တော်လေးကြောက်ရွံ့ပါတော့ဆိုတော့ဒီအိမ်တိမ်ဆောက်တော့ကျွန်တော်တနားရီလောက်ချိန်ပြီးရိုက်ပေါ့နော်ဘာလို့လဲဆိုတော့ထဲကဒီသေးကြီးထဲလိုက်တော့ပူပြီးရိုက်ချိန်ကြောက်ရွံ့ မျိုးရှောင်ရရှင်အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီနောက်မှာကျွန်တော်အရွာရင်းမှာဆိုရင်ကျွန်တော်တက်လုံးလေးအောက်မှာထားတာကျွန်တော်တွေ့ခွေတာအဲတခုခုစောက်ဖို့တော့ပေါ့နော်ကျွန်တော်ရည်ရွယ်ပြီးထားတယ်အဲအဲ့ style ကျွန်တော်လိုက်ထားတယ်ဒါတော့ရည်စီလေးပေါ့တောက်ရည်ရောတုံးရည်ရောရှူရည်ရောအတွက်ပေါ့ဟင်း 嗯，大理阿家了就我个人很喜欢。嗯，大理阿家了就唔嘛好少的一些个景点，我爸爸话起呃，耍嘞不？哎，一大碗。 ့အထဲမှာလမ်းကြောင်းလေးနည်းနည်းပုံပြလိုက်ပြီဆိုရင်ဒီနေရာဆိုရင်လောမကို completely ပြီးတော့ညာဒါတော့ဒုတိယတဲ့အိမ်ပဲဖြစ်ပါတယ်ခင်ဗျာဒုတိယတဲ့အိမ်ကိုလည်းကျွန်တော်တို့လုပ်နေကြအတိုင်းပဲအဲချမ်းရင်ခက်တယ်ပေါ့နော်ဒုတိယတဲ့အိမ်ရဲ့အိမ်ပုံစံကကြတော့အာကြတော့ဒီအုပ်ကိုတုံးထားပြီးတော့ဘောကကြောက်တစ်တာပုံစံပေါ့။ဆိုတော့အာဒီလိုမျိုးပုံစံညာကြတော့ Minecraft မှာတွေ့ရတာတော်တော်များတယ်။ ဒါပေမဲ့ကျွန်တော်ကဒီမြန်မာ style လေးပေါ့နော်ဒီမြန်မာမှာဆိုရင်လည်းဒီလိုအိမ်ညာရှိရတဲ့အကြောင်းကိုကျွန်တော်မြန်မာလေးရှိအကြောင်းကျွန်တော်အမ်ပြသရှင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ design လေးကိုကျွန်တော် idea ပေါက်ပြီးတော့ကျွန်တော်စာဖြစ်တာပဲဖြစ်တယ်ပေါ့နော်အိမ်တိုင်းမှာဆိုရင်ကျွန်တော်ဖျားအကြောင်းဆောင်ကြီးပါမယ်ပေါ့နော် ဒီအိမ်မှာဆိုရင်လည်းကျွန်တော်တို့အရင်ရောက်ရရှိမှုကောင်းကျွန်တော်တို့မအောင်ဆုံးအမ်လေးလိုက်တတ်တယ်ပေါ့နော်ဒါကြတော့ကျွန်တော်တို့ဒီ UI အိမ်ဒီမှာဆိုရင်ဒီလိုလက်ရည်ဒီမှာအပင်ဆိုင်တာကြီးကျွန်တော်တွေ့ဘူးလို့အဲအဲ့ဒါလေးကိုကျွန်တော်အိုင်ဒီယာယူလိုက်ပါမယ်နော် ပြီးတော့ကျွန်တော်ဒီ attend fighting ဘာလမ်းလေးနည်းနည်းဘာဘာခင်းမိခါကြောကျွန်တော်ဒီ toilet ပါဒီအိမ်သားရေကျွန်တော်ဒီပကံစီရေးနေရာရေကျွန်တော်ပြီးရေရှူတဲ့နေရာဒီရေစီရေးပါကြီးကျွန်တော်တစ်ခါကြီးဆောက်လိုက်ပြောနော်ပြီးတော့ကျွန်တော်ဒီနောက်ကချုပ်နေတဲ့ဟာလေးတို့ကျွန်တော်ချိန်မိခါကြောကျွန်တော်ဒီအဝတ်လမ်းလေးစဉ်းနေကြောင်းတော့ပြောနော်ဘာလို့လဲဆိုပို့ပြီးတော့ဒီဒီကြကြဖြစ်သွားအောင် နောက်ပြီးတော့ကျွန်တော်ဒီအောက်ကိုသွားရင်းမြင်အောင်ကျွန်တော်လန်လီခင်းမယ်ပေါ့လန်လီခင်းမယ်ပြီးတော့ကျွန်တော်ဒီဂျိုင်းမှာလည်းကျွန်တော်ခင်းဖို့လိုရပါမယ်ဆိုတော့ကျွန်တော်ဂျိုင်းလည်းကျွန်တော်လိုက်ခင်းလိုက်တယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒီအပြင်ဖက်သဆိုင်ရဆိုရင်လောကောပြီးပြီဆုံးပါပြီ။ဆိုတော့ကျွန်တော်ဒီအင်တာဗျူးရပြီးကြံပေါ့နော်။အမ်ဆိုတော့အော်ဒီတကားနေရ။ Okay ဖြောကြောင်းဒီအတင်းပိုင်ခါကြောင်းဒီအောက်ကဟာလေးကြောင်း live view ကိုပဲကြာနေပေါ့နော် and ဒီဖြည့်နေကိုလည်းကျွန်တော်ရဲ့ဒီဘယ်လိုမျိုးဒီလိုမျိုးအိမ်ဆောက်ကြမယ်ဆိုတဲ့ chat video တပုတ်ရှိရပေါ့နော်မမောဟောက်အကြီးဆောက်ကြထားရည်ထဲမှာကြီးဘာလဲငင်းဆောင် fee နဲ့ပတ်သက်ပြီးခါကြောင်းကျွန်တော်ပြပြထားရှိရပေါ့နော်မကြည့်ရသေးဘူးဆိုရင်တာကြည့်လိုက်ပါအဲ့ဒီ video ကဘယ်လိုမျိုးကျွန်တော်ဆောက်တဲ့နီလန်းမျိုးကိုကျွန်တော်ပြပြထားဖြစ်တဲ့အတွက်ကြောင့်မို့အသုံးဝင်မယ်လို့ကျွန်တော် အဲဘယ်လိုမျိုးညော်လိုက်နေပါတော့ဆိုတော့ကျွန်တော်ဒီအောက်ကဖြစ်ပြီးဆိုတော့ကျွန်တော်ဒီမီလင်းရောက်တက်ဖို့ပဲကျန်နေပါတော့အဓိကမီလင်းရောက်ပါလိမ့်ဆိုမောက်မီနီကြီးမှာကောင်းဟုတ်တယ်အနာရခွာကြောက်ကြောင့်ဒီရှမ်းပြည်မှာဒီရှမ်းပြည်မှာရှိရရွာတော်တော်များများပါပါနော်ဒီအောက်ထပ်မှာဆိုရင်တော့သူတို့ကဘယ်လိုမျိုးဒီလိုမျိုးတို့လောင်နိုင်ပါလားတို့လောင်နိုင်ဒီစပါလားစပါတော့မဟုတ်ဘူးဒီစပါတော့ဒီစပယ်ကြီးရှိရနေဟုတ်တယ်နော်ဆိုတော့ ဒီလက်ဖက်ဒီပါရလို့တိုးလောင်တာမျိုးလေးရှိရဗျာအဲအဲ့ဒါကိုကျွန်တော်က idea ရပြီးခါကျကျွန်တော်ဒီ migrant မှာတိုးလောင်ကြရဆိုတာဒီကောင်းလေးရှိရဗျာဘာလို့အဲဒီစပါးကြီးပဲရှိရဆိုတော့ဒီစပါးကိုပဲကျွန်တော်တိုးလောင်အောင်ဆိုတော့ဒီအောက်မှာကျွန်တော်စပါးလေးတိုးလောင်လိုက်ပြီပေါ့နော်ကျွန်တော်ကိုပြောဒီဒီချာချာဖြစ်သွားအောင်ကျွန်တော်ဒီအောက်ကတစ်သားတုံးလေးအောင်ဖြတ်ပြီးတော့ကျွန်တော်ဒီစပါးလေးထည့် အမ်ဒါကြောင့်ကျွန်တော်မြို့ဖို့ချောင်းပါတော့မြို့ချောင်းမှာကျွန်တော်ထပ်ကိုထည့်ဖို့မိတာပါเนาะအမ်ပြီးတော့ဒီတစ်ခေါက်ကြာတော့ကျွန်တော်မစောက်ပြလိုက်တာကြာတော့ဘယ်လိုမျိုးကျွန်တော် skip လိုက်တယ်ပေါ့เนาะ skip လိုက်တယ်ဒီတစ်ခုကြာတော့ကျွန်တော်နောက်ထပ် intake မှာကျွန်တော်စောက်ပြပြီပေါ့เนาะမြို့ချောင်းပါဒါအိမ်ပေါ်ချက်ဖရာခံပေါ့เนาะအဲကျွန်တော်ဖရာစင်သူနဲ့တူတဲ့အရာချလိုက်တော့ဒီခေါင်းလောင်းကြီးတွေ့တယ်ခေါင်းလောင်းဆောင်းလိုက်ကြီးထားမှာသူက ဟဲ့လိုဖျားဆင်းလူပုံနေအဲဆင်းသူတွေပေါ့ဆိုတော့အဲကြောင့်ကျွန်တော်အဲ့ဒါကိုယုတ်တူအနေနဲ့ကျွန်တော်တုံးထားတယ်နောက်ပြီးခါကျတော့ဒီဖျားဥစဉ်ဒီတစ်ခုအကြောင်းနည်းနည်းပြီးရပါတော့ဆိုတော့ကျွန်တော်အကြောင်းဘေးနားတိုင်ရပုံဖျောက်လိုက်ပေါ့ကျွန်တော်စားကားဒီနေရာယူကိုကျွန်တော်ဗီဒီယိုထားရပါတော့ဗီဒီယိုထားဒီဗီဒီယိုနဲ့ဒီနေရာချက်သွားတော့ကျွန်တော်ဒီလားလာပန်မင်းနဲ့ဆက်လိုက်တယ်ဒီအိမ်ကကျတော့ကျွန်တော်ဒီအခက်တခိုင်းပဲပါရပါတော့အခက်တခိုင်းဆိုတော့အဲဘယ်လိုမျိုး รูบิโอยี่นี่เองมั้งอะไรชอบอ่ารูบิโอยี่นี่เนี่ยเองสุดฉชนว่าไอ้ยาวไอ้เหี้ยูบิโอเชียว่ะตะคุอได้ท่าไรเทถ้าพี่ชายจอดีน่ามาจะกำลังพิดีโอติลีทำก่อนนะวิดีโอติลีเนี่ยจะเอาตีปลอมอยู่ภายในของกระเป๋าพายในของบอกซาจิสปอยไอ้รูบิโอซาจิสปอยนีทัของอย่าดูทาวีไป้ท่าเ နောက်ဆုံးမှာတော့အခန်းတစ်ခန်းပြီးတော့ပါပြီဒါမဲ့ကျွန်တော်ဒါကြီးမချိုက်လို့ဗီဒီယိုပြန်ဖြတ်လိုက်တယ်ပေါ့နော်အဲ့အစားကျွန်တော်ဒီအပြင်မှာပဲထားလိုက်တယ်ပေါ့နော်နည်းနည်းလေးအဲ့ဒါမှပို့ကြည့်ကောင်းမယ်တဲ့ဆိုတော့ဒါတတိယတအိမ်ပဲရှိတယ်ပေါ့နော်ဒီနေ့ဗီဒီယိုရဲ့နောက်ဆုံးအိမ်ဆိုတော့ကျွန်တော်ဒီရဲ့အိမ်အတွက်ရှန်ခန့်နေတွင်မှာပဲကျွန်တော်အိုင်ဒီယာတစ်ခုရပါတယ်အဲ့ဒါပါလေဆိုတော့ကျွန်တော်တခါမှမ try ကြည့်ဘူးတဲ့ဒီနွားလေးကိုကျွန်တော် try ကြည့်ကြည့်မယ်ပေါ့နော်နွားလေးစောက်ကြည့်ကြည့်မယ်ပေါ့နော် ားတော့နွားလေးရဲ့ final look ပဲဖြစ်တယ်ပေါ့နော်ဒီအင်လေးရဆိုရင်ဒီနေ့ video ရဲ့အကြီးဆုံးအင်ဖြစ်တယ်ပေါ့နော်သူကခေါင်းနဲ့ထန်းနဲ့လာဒီပြီးခါကျတော့ veranda အလေးမှာနှစ်ခုပေါ့နှစ်ခုအပေါ်တစ်ခုအောက်တစ်ခုနေဆိုတော့ပြီးခါကျတော့ဒီကျွန်တော်ဒီအောက်မှာလည်းကျွန်တော်ဒီဘယ်လိုမျိုး veranda အကြီးလား veranda ပုံစံလိုမျိုးလို့အကြီးကျွန်တော်လှုပ်ထားရေးပြီးခါကျတော့ဒီအင်ကသုံးထွက်ပါတယ်သုံးထွက်ပါတယ်ကိုအင်းရကြောင်းနှစ်ထပ်တည်းပါတယ်ဒီအကြောင်းသုံးထပ်လည်းပါတယ်ပြီးခါကျတော့ဒါပေမဲ့သုံးထပ်ဆိုပြီးမှကြီးအပေါ် အပေါဆုံးတထားကြတော့ကျွန်တော်ဒီဖျားခံထားဖို့ပဲရရပေါ့နော်ဉာဏ်ဒီလူနီလူမီရောက်ပါလေဆိုတော့ခေါင်းအားလို့စောင်းပါဖြစ်တဲ့အကြောင်းပေါ့ပြီးတော့ဒီဒါမဲ့ဒီအိမ်ကကြီးရကြီးရကျွန်တော်ဒီလူမျိုးအခန်းကတော့နှခမ်းပဲပါတယ်ဒါမဲ့ဒီမီဖို့ရှောင်းမီရနည်းနည်းကျဲမယ်ပြီးတော့ကျွန်တော်ဒီ living room ပေါ့နော် living room ဒီဘယ်လိုမျိုးအဲအဲခံပါညာနေတဲ့နေရာတွေကနည်းနည်းနှစ်နေရာရမယ် 那我那我拍澳洲太阳的 living room area 嘛，喏，这澳洲是喜欢买什么？就那度假地，比如米埔潮台，对吧？米埔潮台，对米埔潮台那边。 ဒါကတော့အနောက်ဘက်ရဲ့ဒီဒုတိယထပ်မှာရှိတဲ့ living room တိဆောက်နေတာပါเนาะဒါကတော့ဒီအရှိဖက်ရဲ့အခန်းပေါ့เนาะဘလူးရစ်ကြီးအနောက်အောင်နေရှောက်ပါတယ်တော့ကျွန်တော်မတီးလိုက်ဘူးအာဒီခုကြောင့်ပါဒါအနောက်ဖက်ရဲ့ဒီအခန်းပေါ့နော်ကျွန်တော်ပြောတဲ့အရှိနေနောက်ဆိုတာကျွန်တော်အရက်မျက်နှာကိုပြောရပါတော့ ခုဆိုရင်တော့ကျွန်တော်တို့ဒီထက်ခုမှရှိတဲ့ဒီဖျားခံအောင်ရောက်ပြီပေါ့နော်ဖျားခံရောက်ပြီဆိုတော့ကျွန်တော်ဖျားဟုတ်စင်နေဒီဖျားဟွာကိုကျွန်တော်ဖျားခံဆောက်ရပေါ့နော်ဆိုတော့ကျွန်တော်စွမ်းနာတော့လေကျွန်တော်ဒီ లై ကာကြီးတက်ဖို့မိခဲ့ပေါ့နော်ဆိုတော့ကျွန်တော်ဒီအိမ်ရင်ကျွန်တော်ခုနအိမ်ကိုကျွန်တော် లై ကာတတ်တက်လိုက်တယ်ဆိုတော့ကျွန်တော်ဒီအိမ်ကိုလည်းကျွန်တော်ခြံဝင်ရဆိုင်ကျွန်တော်အသေးစိတ် ပုံပေါ်ထားရပေါ့နော်ဒီအိမ်ရဲ့ခြံဝင်းမှာဆိုရင်တော့မဟုတ်ထူခြားတာတစ်ခုတော့ပါသေးတယ်အဲ့ဒါပါလေဆိုအဲကျွန်တော်တို့ဒီဘယ်လိုမျိုးစပားလမ်းတာလဲစပားလမ်းတာလို့ပြောလို့ရှိရင်ကျွန်တော်ဒီတောင်ပေါ်ဒီကြားဒီမှာဆိုရင်ကျွန်တော်ဘာလို့လက်ဖက်ဒီလမ်းတာရှိရခဲ့အဲ့ဒါကိုကျွန်တော်ကဒီအိမ်ရဲ့ဒီအိမ်အတောင်ဖက်မှာဒီတောင်ဖက်မှာကျွန်တော်ထထားရပေါ့နော်တောင်ဆိုအိမ်ရဲ့အခြေပေါ့နော်အိမ်ရဲ့အခြေမှာကျွန်တော်ဒီလက်ဖက်လမ်းနေအခင်းလေးကျွန်တော်လောက်လိုက်ရပေါ့နော် ဆိုတော့ကျွန်တော်ကို comment လေးမှာမှန်ခဲ့ပြီးကြပါအောင်ဗျကျွန်တော်ဒီနေ့ဆောက်တဲ့အိမ်တော်အိမ်တော်မှာဘင်းရပို့ပြီးတော့ကြည်လို့ကောင်းတယ်ဘင်းရပို့ပြီးလှတယ်ဆိုတော့ကျွန်တော်ကိုအမ်ပြောပေးခဲ့ကြပါအောင်ခင်ဗျာအဖေကကြတော့ဘင်းအိမ်မျိုးကိုလည်းကျွန်တော် tutorial ရေးတင်ပေးရမယ်ဆိုတာလေးကိုလည်းကျွန်တော်ကို comment လေးမှာ message လေးရေးပေးခဲ့ပါဗျအားလုံးပဲကြည့်စုတင်ပါတယ်ခင်ဗျာဒါကြတော့ကျွန်တော်အိမ်ပတ်ပတ်လေးမှာဒီ UI ပတ်ပတ်လေးမှာပေါ့နော်ကျွန်တော်စပါးရိုက်တဲ့ပုံစံလေးပုံပေါ်ထားပြီးပါတယ်ခင်ဗျာ